ရွှေဥတော်ဤသဘေကကြီး1935ခုနှစ်တွင်ကျွန်ုပ်သည်ဝက်လက်၌မိဘများနှင့်အတူနေထိုင်၍အင်္ဂလိပ်ဝတ္ထုများနှင့်အခြားအင်္ဂလိပ်စာပေများကို အများဆုံးဖတ်ရှုလေ့လာခဲ့ပါသည်။ Classic ခေါ်တန်တင်ထားကြသည့်အင်္ဂလိပ်ဝတ္ထုကြီးများကို ရခင်ကတည်းကတရားကျော်များဖတ်ထားပြီးပြီဖြစ်ရာ ထိုချိန်၌မူဘေကွန်မက်ကောလေရက်စကင်ကာလိုင်းစရှိသည့်စာရေးဆရာကြီးများ၏ဝတ္ထုမဟုတ်သောစာပေများကို ရှာဖွေဖတ်ရှုလေ့လာခဲ့ပါသည်ကဘာကျော်စာရေးဆရာကြီးများအနက်ဝါကြတိဆောက်ပုံနှင့်ရေးဟန်တွင် မကောလေးကိုကျွန်ုပ်နှစ်သက်ဆုံးဖြစ်၍၎င်းပုဂ္ဂိုလ်ကြီးဤပါလီမန်မိန်ခွန်းများစာရေးဆရာနှင့်စာဝေဖန်ချက်များရာဇဝင်စာအုပ်များတမကလင်္ကာကြီးများကိုပင်တတ်နိုင်သလောက်ရအောင်ရှာဖွေ၍ကုန်လူမတက်ဖတ်ရှုခဲ့၏မကောလေးစာအုပ်များကိုတောက်လျှောက်ဖတ်ရှုရုံမဟုတ်ဘဲ စကားသုံးလုံးနဲ့ဝါကြတိသောပုံတို့ကိုပါလေးလာ၏။ဤစာရေးကြကြီးဤရေဟန်ကိုကျွန်ုပ်မြည်မြဤစာရေးကြကြီးဤရေဟန်စတိုင်ကို ကျွန်ုပ်မြည်မြလောက်နှစ်သက်သဘောကျပါသည်နီဟုမူအချို့သောစာပိုက်များသည်ကျွန်ုပ်အားကြောတဲ၌စိတ်ကနေဖြစ်၍စက်သိမ်းမွေးညင်းထားသည့်အတ္တိဖြစ်စေခဲ့၏။ထို့သောသောစာပိုက်မျိုးကိုကျွန်ုပ်သည်စာအုပ်ထဲတွင် ခဲရန်ဖြင့်ချိတ်မှတ်ထားပြီး အားလက်သောချိန်များတွင်အာကုံစောင့်နိုင်သည့်တိုင်အောင်ကြက်မှတ်ထား၏မကောလီကသူသည် လင်ကာဆရာကြီးမီလ်တန်၏ကောင်းကင်ဘုံမှရှော့ကြခြင်း Paradise Lost ကိုလင်ကာကြီးကိုအာကုံစောင့်နိုင်ကြောင်းထိုကဲ့သို့အာကုံစောင့်နိုင်ခြင်းမှလည်းတမင်တကာကြက်မှတ်ထားခြင်းမဟုတ်ဘဲသဘောကျလွန်၍အကျဉ်းချင်းအထက်ထက်ဖတ်ရှုထားသောကြောင့်သာ ဖြစ်ကြောင်းရေးသားဘူး၏ကျွန်ုပ်ကလည်းမကောလီ၏ အက်ဒီဆင်ចောင်းစာတန်းကြီးကိုရွတ်စို့ပြနိုင်သည့်အထိကျင်ညက်ခဲ့ပူပါ၏ထိုကဲ့သို့ရွတ်ပြနိုင်ခြင်းမှာလည်းတမင်တကာကြက်မှတ်ထားသောကြောင့်မဟုတ်အကျဉ်းချင်းထက်ထက်ဖတ်ထားသောကြောင့်ဖြစ်ပါသည်1932ခုနှစ်ဦးတွင် BA တန်း၌သင်လျက်ရှိသော မောင်ကြီးနှင့်တွေ့စဉ်မကောလီ E အက်ဒီဆင်ចောင်းစာမှာ BA ရန်သာဖြစ်သည့်အလျောက်ဆွေးနွေးကြရင်ကျွန်ုပ်ကအချုပ်စာပိုက်များကိုရွတ်ပြလိုက်ရာ မောင်ကြီးမှအကြီးကျယ်မျက်လုံးပြူသွားဘူး၏ဤဒီမှာသာပေသမားတယောက်ဤအရသာပေသည်ကျွန်ုပ်သည်အခြားလူတယောက်ထက်ကြွားကျင်တတ်သည်မထင်ပါတို့အရင်ထွန်နေရ၌တငယ်ချင်းမောင်ကြီးအာမျက်လုံးပြူအောင်လုံနိုင်လိုက်ရင်မှအဝတ်တစုံရချင်းထက်ဝမ်းသာမိပါသည်ဤချင်းရကိုသာသမားမဟုတ်သူများနားလဲကောင်းမှနားလဲကြပေမည်မြမသာနှင့်အင်္ဂလိပ်သာ1935ခုနှစ်၌ကျွန်ုပ်ဤစဖတ်တတ်မှာ တောင်းသားဘွားကိုခြံလှက်၍ခုနှစ်နှစ်ကျော်ခဲ့ပါလိမ့်မည်ထိုချိန်တွင်ရွယ်တူးလျင်ကျွန်ုပ်ထက်ပို၍စာဖတ်တာသူမရှိဟုပင်မှတ်ထင်ခဲ့ပါ၏သို့သောကျွန်ုပ်ဖတ်သောစာပေများမှာအင်္ဂလိပ်စာတက်တက်ဖြစ်၍မြန်မာဘက်မှနေပါလာသည်တနေ့တနင်္ဂနွေကျွန်တော်ဤဖခင်ကမြန်မာသားဘက်တွင်လည်းလေးလာဖို့တင့်ကြောင်းတတိပေးသည့်နှင့်ကိုကံပြုမကားဒေဝဇက်ကြီးဆက်ဘွဲ့စသည့်များကို၎င်းအိန္ဒာဝင်တဝိဇယကာရီစသောဝိထုများကို၎င်းဖတ်ရှုရပါ၏ သို့တော့ကျွန်တော်အဖို့မှာအကျင့်ပါလျက်ရှိသောကြောင့်ပေလို့မပြောတတ်မြမဘာသာစကားထက်အင်္ဂလိပ်ဘာသာစကားကိုပို၍ရတာခံတတ်လျက်ရှိသောကြောင့်အင်္ဂလိပ်ဘာသာစာအုပ်များဘက်သို့ပြန်ရောက်သွားတော်သည်ဆင်စက်မှလည်းမြမစာအုပ်များသည်လောကုတ္တရာဘက်၌သာများပြား၍လောကီဘက်တွင်အလွန်နှပါသည်လောကုတ္တရာစာပေများသည့်ပင်ဤခေတ်၌တိပိတကအာကုံဆောင်ပုဂ္ဂိုလ်များပေါ်ထွက်လျက်ရှိသောကြောင့်မများလှကြောင်တွေ့ရလိမ့်မည် အင်္ဂလိပ်ဘာသာစာအုပ်များမူကားအသက်တရာနေရသော လူသားမျိုးတမကကဘာကြီးအောင်နေရသောမျိုးသားဖြစ်စေကမူအာကုန်မဆိုထားပြီးကုံအောင်ဖတ်ရှုဖို့ပင်တတ်နိုင်လိမ့်မည်မဟုတ်ပေဝတ္ထုရေးဖို့ဆုံးဖြတ်ခြင်းဝလတ်တို့ဒုတိယအင်တောင်နှင့်ရောက်လာကြကြတဲ့အခါကျွန်ုပ်သည်မြမစာတင်ကြောင်းတီထောင်ထားသည့်ညီအားအင်္ဂလိပ်စာတင်ပြပေးခြင်းသူဤကျောင်းသူကျောင်းသားများအားကနန်းတင်ချတင်ပြပေးခြင်းအပြင်၎င်း ကျွန်တော်ဤသနီးသက်ကမိခင်ဤသေးဆိုင်တွင်ကိုញီရောက်ချပေးခြင်းထမင်းဟင်းချက်ပြုတ်ခြင်းအပြင်၎င်းကိုဝန်းစာအတွက်အတီးတီးကြေပြွန်အောင်အလုံးလုံးကြတော့ကြောင့်ကျွန်တော်တို့လင်မယားအတွက်တာဝန်မတက်လာပြီတို့ရတွင်တညတနိုင်မှုကမယားနှင့်ညီတို့အားဝတ္ထုတပုတ်ပြောရပြီးဆုံးသောအခါတွင်၎င်းတို့နှစ်ယောက်ကဤမြလောက်ဝတ္ထုတွေဖတ်ထားသောကျွန်ုပ်သည်ကိုစိတ်ကိုဖြင့်ဝတ္ထုတပုတ်ဖြစ်အောင်ဖန်တီးရေးသားရန်မဖြစ်နိုင်သလိုဟုပြောကြလေသည် ထိုစဉ်ခါကမူအိမ်ရှိမိဖုရားဤအိန္ဒာဝင်သားနှင့်ဝိဇယကာရီဝိထုများဝင်းစရေဤမောင်မင်းကျော်ချမောင်ရတိမောင်မိုက်စသောဝိထုများမန္တလေးမောင်ခင်မောင်အမည်ဖြင့်လက်တီပဏိတဥမောင်ကြီးရေတိခင်မြင့်ကြီးဝိထုများအပြင်ဖတ်ရဝိထုဩဋ္ဌိပတ္တိမရှိခြင်းကိုကျွန်ုပ်သိ၏အထပ်ပအဆောက်များမှလည်းရည်သားတယောက်ပြီးတယောက်သားသည့်လူပြိုလက်ကမ်းများထက်မပို့ခြင်းကိုလည်းကျွန်ုပ်သိ၏တို့ပြေလူတပဝအသေးစိတ်တင်ပြထားသည့် ဝတ္ထုများမဟုတ်ဘဲချစ်ခန်းကြိုက်ခန်းမှစ၍တဲတုံဥတုံဖြစ်စေလောက်သည့်ဖြစ်ပျက်များပါဝင်သောဝတ္ထုမျိုးရေးသားရလျင်မိမိလည်းတတ်နိုင်လောက်သည့်မြမပိတက်ကလည်းလက်ခံလိမ့်မည်ဟုစိတ်ကူးဖြစ်ပေါ်လာ၏ရင်းတို့လျင်ကျွန်ုပ်သည်စာရေးဆရာတယောက်ဖြစ်လာ၍မကြီးပွားစေနှင့်အောင်တော့ဝဝစား၍လလဝဲနိုင်လိမ့်မည်ဟုစဉ်းစားမိ၏ကျွန်ုပ်ဤဇနီးမှာနိုဝင်ဘာလ၈ရက်နေ့တွင် သမီးတယောက်ဖွားမြင်လေရာကျွန်ုပ်သည်၎င်းညာ၌ပင်စတင်၍ရန်ကြီးအောင်ဝတ္ထုကို ရေးသားပါတော့သည်စာရေးစရာအတွက်ကျွန်တော်ဤလက်နက်များဤနေရာ၌ကျွန်ုပ်စာရေးစရာအလုပ်ကိုစံတက်ရာတွင်ကျွန်ုပ်၌အသင်ရှိနေသောလက်နက်ကရိယာများနှင့်စိတ်ဓာတ်ခံကိုတင်ပြလိုပါသည်ကျွန်ုပ်သည်အင်္ဂလိပ်ဝိတ္ထုအမြောက်များဖတ်ဖူး၍၎င်းတို့ကိုပြန်ပြောင်းပြောပြတတ်ခြင်းပြည်တွင်ဒေသန္တရဗဟုသုတတော်တော်ကြီးရှိခြင်းလူတဘဝကိုလေးလတတ်သောဝါဒနာရှိခြင်းသာရေးခြင်း၌ဝါဒနာထုံခြင်းသို့သောအင်္ဂလိပ်လိုဖြစ်သည် ဖြစ်ပျက်များကိုစိတ်ဝင်စားဖွယ်ဖြစ်အောင်ဆက်အပ်ဖို့ပြတတ်ခြင်း။ဣတိကလူအများစိတ်ဝင်စားတတ်သည့်ဣတိကစိတ်မဝင်စားတတ်ဟုဒီကိုပိုင်းခြား၍တည်တတ်ခြင်းစသည့်တို့သည်ကျွန်ုပ်ဖို့လက်နက်များဖြစ်ပါတော့သည်။ကျွန်ုပ်တွန်းဆုပ်သောအချက်တစ်ခုမှာလေးလာထားခြင်းကအင်္ဂလိပ်ဘာသာစကားရေးရမည်ဝိထုကမြန်မာလိုဖြစ်နေခြင်းပင်ဖြစ်၏။အင်္ဂလိပ်လိုရေးဖို့စိတ်ကူးမပေါ်သည်မဟုတ်စိတ်ကူးပေါ်ပါ၏။ရေးရင်လည်းထိုင်းလျောက်ဖြစ်လိမ့်မည်ဟုယုံကြည်ပါ၏။သို့သောကျွန်ုပ်၏အင်္ဂလိပ်စာမှာ International Standard နိုင်ငံသားသို့ထုတ်ယောင်လောက်သည့်အဆင့်တန်းကိုမမီနိုင်မြန်မာပြည်အတွင်း၌ရောင်းရမည့်စာအုပ်မျိုးသားဖြစ်နိုင်မည်ဟုသိ၏။မှတ်ချက်ကျွန်ုပ်သည်ရခိုင်ပြည်နယ်သားတယောက်ရေးသားသည့်မတ်ဖြူမြေရှိအင်္ဂလိပ်ဝတ္ထုတောကိုဖတ်ရဘူးရာရေးပုံတော်ကောင်းတော်လည်းနိုင်ငံသားစာအုပ်အဆင့်တန်းကိုမမီနိုင်သဖြင့်ရခိုင်ပြည်နယ်တွင်၌သာကျဆားနိုင်ခြင်းကိုတွေ့ရ၏။ကျွန်ုပ်သည်လွန်စွာအဆုံးမတ်ဖြူဝတ္ထုအဆင့်တန်းမျိုးလောက်သာတတ်နိုင်မည်ဖြစ်၍အကျိုးကျေးဇူးမများလာခြင်းကိုသိမြင်၏။ မြန်မာပြည်တွင်း၌တာဖတ်သောအင်္ဂလိပ်ဝိတ္ထုများနှင့်ရှင်ပြန်ရလိမ့်မည်ဖြစ်ရာမြန်မာလူရေးပါမှုကသိဝင်သားလောက်သည့်မြန်မာဝိတ္ထုများမပေါပေါက်သေးသည့်ထိုကဲ့အခါတွင်စက်စုပင်ဖြစ်နိုင်မှုလမ်းရှိသည်ဟုတွက်ကင်းရပါသည်မြန်မာလူစီကုန်းချင်း၌လေ့ကျင့်မရှိစေကမူမကောလေဤဝါကြတိသောပုံများကိုလေးလာထားသောကျွန်တော်အဖို့မှာအချွန်အမွန်အလားအပမရေတတ်စေကမူလေမိမိရေလို့သောအနတ္တိပဲကိုကွက်ကွက်ကွင်းကွင်းရှင်းရှင်းရှိ၍ ချက်ချင်းနားလဲစေပြီးစာဖတ်ရ၌လဲမထောင်မထစ်ပြပြချောမောချင်းရှိသေးနိုင်လိမ့်မည်ဟု ကျွန်ုပ်ယုံကြည်ခဲ့ပါသည်ဤဒီတို့ကစာရေးစရာလုံ၌ကျွန်ုပ်ဤလက်နက်များပေသည်ကျွန်ုပ်ဤစိတ်ဓာတ်ခံစာရေးခြင်းနှင့်ပတ်သက်၍ကျွန်ုပ်ဤစိတ်ဓာတ်ခံသို့မဟုတ်ဝါသနာအချို့ကို တင်ပြပါအောင်မည်ကျွန်ုပ်သည်လိုသည်ထက်ပိုသည်ထင်သည့်ရင်ကျေးလွန်းသောဝါဒအတုံးနှုံမျိုးကိုနှာခေါင်းရှုံ့ကျင်တတ်သောဝါသနာရှိ၏ကျွန်ုပ်ဤမိခင်သည် နန်းတွင်းသူတယောက်ဖြစ်၍ပြို့တော်များရွာသားမျိုးသားများအကျင့်တခင်ကြီးများအရာရှိအရာခံများဤတာသမီများမင်းသမီးမင်းသားသတိမင်းမျိုးမင်းနွယ်များသည့်ကျွန်ုပ်တို့ဤနေအိမ်သို့မကြခဏလာရောက်လည်ပတ်လေရှိ၏၎င်းတို့နှင့်စကားပြောကြသည့်အခါသုံးနှုံးကြသောသကလုံးများကိုမြက်ကွယ်မှနားထောင်၍ဝန်ထဲ၌ပြုံးလေရှိ၏၎င်းတို့နှင့်စကားပြောသည့်အခါမိကဲ့သို့ခေါ်ပေါ်သုံးနှုံးရမည်ဟုမိဘကတင်ကြားပေးထားတော်လဲ တကယ်ပြောရသောအခါတွင်ရိုးရိုးပြောသည့်နှင့်မိပါဤထိတ်ခေါက်ခြင်းအကြိမ်ကြိမ်ခံရဘူးဤစင်စစ်မှကျွန်ုပ်မေးသည်မဟုတ်မှန်းညံကောင်းပါသည်တမင်တကာပြောခြင်းဖြစ်ဤသူတို့ပြောကြားသည့်အသုံးနှုန်းများကို အပေါ်ရေးဟုကျွန်ုပ်မှတ်တင်ဤတနေ့တနိုင်စစ်ကဲတော်မင်းဤအိမ်တွင် အမှုထမ်းသောမောင်မြဲဆိုသူကသူတို့သားသမီးများတော့မောင်ကြီးရဲ့ခမောင်ကြီးရဲ့ခင်ခင်ကြီးရဲ့နဲ့တို့များကြတော့ဖြင့် ဟဲ့ငမြဲတဲ့ဘာကောင်းတယ်လေတာဟုညီးတွားသောစကားတစ်လုံးသည်ကျွန်ုပ်ဤနာတဲ့သို့စွ့၍ဝင်သွားဘူး၏ထိုနေ့မှစ၍ကျွန်ုပ်သည်မောင်မြဲဤလူဖြစ်လာပြီးယဉ်ကျေးသည့်ဆိုသည့်စကားများဖြင့်သူတို့အချင်းချင်းသုံးနှုံးကြခြင်းကိုရဲခြင်း၍ကျွန်ုပ်ကို၌ကလည်းမသုံးခြင်းတော်ကြီးချို့မိဘများသည်မိမိတို့တသမီများအားမောင်ပါတန်မောင်ပါရင်စသည်ဖြင့် မောင်တက်ခေါ်ပြီးသူတစ်ပါးဤตาများအား ဘာတန်ဘာရင်စသည်ဖြင့်ခေါ်ကြခြင်းများကိုကြားရသောအခါမောင်မြဲဤစကားကြောင့်တနုတ်ယုံမုံလာတက်လီပြီးအချို့မိဘများသည်နှုတ်ကြိုးနေသည်ဖြင့်အမတ်မဲ့ခေါ်ခြင်းဖြစ်နိုင်ပါ၏တို့ရတွင် ကိုသားများကို မောင်တက်ခေါ်ဖို့နှုတ်ကြိုးတတ်ပြီးသူတစ်ပါးဤသားကိုမူအသက်လွတ်ခေါ်ခြင်းကိုကျွန်ုပ်ခွင့်မလွတ်နိုင်ကြထိုသို့သောမိဘမျိုးကကျွန်ုပ်အားဖေသိမ်းခေါ်ခဲ့လျင်လက်မကြည့်ခြင်းမှာငငယ်ကလေးက မောင်မြဲနဲ့တွေ့ပြီးဒီနောက်ကျွန်ုပ်၏အကျင့်တစ်ခုဖြစ်ပါသည်စေကံတယောက်မျှတာဖြစ်သောမောင်မြဲကနာတက်လျင် ကျွန်ုပ်အဘဲကြောင့်မနာတက်ပဲရှိပါမည်နိကျောင်းသားများအနက်တွင်ကျွန်ုပ်မှအတန်းငယ်ဆုံးဖြစ်၍ဤဖြစ်ပျက်မျိုးခဏခဏကြုံဝတ်တတ်၏ဤသို့သောမိဘမျိုးကိုကျွန်ုပ်တော်တော်ယွန်တတ်ခဲ့လေပြီကျွန်ုပ်၏မိဘများမူကားကျွန်ုပ်အာဖေသိန်းခေါ်တော်လဲအခြားကျောင်းသားများအာမောင်တက်၍ခေါ်လေရှိ၏ကျွန်ုပ်အလွန်ကျေနပ်သည် ရိုင်းသည်ဟု ဆိုခြင်းဆိုစေအချို့မိဘများသည်မိမိ၏သားများအားဝင်းတောက်မဲရေးပိုက်မဲဥပဒုဥပေဝါဟူ၍၎င်းတမိများအားလည်းမင်းကတော့မင်းကတော့ကြီးဒေါ်ဘသူဒေါ်ဘဝစသည်ဖြင့်၎င်းခေါ်တတ်ကြလေရာကျွန်ုပ်ရေကျင်လာသည် လောင်မင်းတရားကြီးဥအောင်စေရ ရှင်ပင်ပြက်ခသား၌၎င်း၏ဥကြီးဥလေးကြီးတော်အတော်စသောဆွေတော်မျိုးတော်များသည့် ဒန်တိုများနှင့်နန်းတော်တဲသို့ဝင်လာကြ၍မူကြီးမတ်ရများအားအောင်စရာဘဲမှလည်းဟယုဟုမေးကြသည်ဆိုရာကျွန်ုပ်အလွန်သဘောကျသည်ကျွန်ုပ်သည်လည်းသူများသားများဘဲများလောက်ကြီးကျယ်ကြသည်ဝင်းမောင်တင်းအောင်စိုးနိုင်ဟု ခေါ်ရမှကျင်နေ၏ဝင်းကြီးချုပ်ဦးနုသည်ကျွန်ုပ်ဤသူတယောက်ဖြစ်ခဲ့ရင်လည်းဘယ်နေရာမှဝင်းကြီးချုပ်ခေါ်လိမ့်မည်မဟုတ်မောင်နုပင်ခေါ်လိမ့်မည်ဖြစ်သည်ယဟမ်းမတပါကျွန်ုပ်ဤလက်အောက်ငယ်သားဆွေမျိုးဖြစ်ခဲ့လျင် အခေါ်အဝေါ်ပြောင်းလဲလိမ့်မည်မဟုတ်ကြေဤသည်တို့မှာ ကျွန်ုပ်သာလျင်လမ်းမှန်ကြသည်ဟု ဆိုလိုခြင်းမဟုတ်ကျွန်ုပ်ဤဝါဒနာကို တင်ပြခြင်းများသာဖြစ်၏ဆက်လက်၍ဖော်ပြရအောင်မည်ဆိုလျင်လန်ဒန် BBC ရေဒီယိုမှအလီဇဘက်ဘီယံမာနှင့်အက်ဒင်ဘာဒါနယ်သားတို့အကြောင်းကိုဖော်ပြရာတွင်ပွဲတော်တည်သည်ဆက်တော်ခေါ်သည်ဟုသောအသုံးနှုန်းမျိုးဖြင့်အတန်လွင့်ခြင်းသည်ပင်ကျွန်ုပ်အဖို့နာကလောလသည်ယိုသည်ဟုဆိုခြင်းဆိုစေကျွန်ုပ်က သောမတ်ပင်ဤတပည့်ဖြစ်၍လူနှင့်လူချင်းအတော်တမကပဲအလွန်အမင်းမြောက်ပင့်ခြင်းကိုနားခါသူတယောက်ဖြစ်သည်မြည်သောဆိုစေပရိတရဧကရေခိတိကုံဆုံးခဲ့လေပြီကျွန်ုပ်သည်ထီသုံးနှန်းသုံးခေါ်ဝေါ်များကိုငဲငဲကလေးကရင်ပါခဲ့သူတယောက်ဖြစ်တော်လဲအမတ်သားပြုလုံမထားယုံတာမကမေးပြောက်ဖြစ်ဖို့ပင်စူးစမ်းသူဖြစ်၏ကျွန်ုပ်ရေးသားသောဝိတ္ထုများတွင်လည်းအလွန်မြောက်ပင့်ရာရောက်သောဝါရံများကို တမင်ရှောင်းတင်း၍ရိုးရိုးစကားများကိုသာရွေးချက်သုံးလုံးဖို့လုံလပြုခဲ့ပါသည်တနုတ်ကသကလုံးဤယဉ်ကျေးမှုထက်အပြုမှုဤယဉ်ကျေးမှုကိုအလေးပေးသူဖြစ်သည်ကျွန်ုပ်အလုံးလုံးရပုံ1935ခုနှစ်နိုဝင်ဘာလ10ရက်နေ့ညနေကျွန်ုပ်သည်ရန်ကြီးအောင်ဝတ္ထုကိုစတင်ရေးသားလာရာဇက်လိုက်မနှင်းမြိုင်အာကာလာသား၄ယောက်ကလောင်စာပြုကလူပြိုလဲကြသောအဖြစ်ပြက်မှတပါကျွန်ုပ်ဤစိတ်ကူးဖြင့်ဇက်ွက်ဆင်ခြင်းဖြစ်ပါသည် လေးယောက်သဘောတူလူပြိုလှဲ့ကြတော့ဖြစ်ပြက်မှာလန်ဒန်မြို့ကြီးဤအရှုပ်တော်ပုံကြီးဟူသောဝိတုကြီးမှခိုးယူခြင်းဖြစ်တော်လဲလူပြိုလှဲ့ပုံလှဲ့နည်းများမှခိုးချခြင်းမဟုတ်ကျွန်တော်ဤစိတ်ကူးညံ့ဖြင့်အကွက်ဆင်ထားခြင်းဖြစ်၏ကျွန်ုပ်သည်ခတ်စောစောတွင်အိမ်သူအိမ်သားများနှင့်စကားပြောနေ၍၎င်းတို့အိယာဝင်ကြသောအခါမှရေးသားလေးရှိရာခါတရံတွင်နနက်လင်းအားကြီးအချိန်သို့ပင်တန်ရောက်၏ကျွန်ုပ်နှင့်ဇနီးတို့နေကြသော အင်္ဂလီမှဝါကြံကင်းနှင့် ဝါကက်ကာယံထားသည်ဖြင့်စောင်းလေသည်ကြမ်းကြားနှင့်ထယံအကြားတို့မှတိုးဝင်ရာတွင် အလွန်ပင်ချမ်းအေးလာသောကြောင့်ကျွန်ုပ်ဤကလထိုင်အနည်းတွင်မီးလင်းမို့ထား၍အလုံးလုံးရ၏ဒုနှင့်ပင်တကောင်ကျော်သည့်နောက်တွင်အေးလွန်းလာသည်ဖြင့်မတ်ချက်ဝက်လက်သည်မန္တလေးထက်ချမ်း၏အလုတ်ရနာက လက်ချောင်းများကိုခဏခဏမီးခင်ရ၏တခါတရံတွင်စိတ်ကူးတွင်မြူးနေပါရဲ့နှင့် ချမ်းလွန်းသောကြောင့်အလုတ်သိမ့်လိုက်ရ၏ချမ်းရင်လည်းချမ်းပေမည် ကျွန်ုပ်၌ရှိသူမဲ့သူဝက်စားများမှတွန်တေးမျိုးတွင် ထားပစ်ခဲ့ရပေပြီဤနည်းဖြင့်ညာတိုင်းအလုံးလုံး၍နေ့ချိန်၌အိပ်ရပါသည်ကျွန်ုပ်ဤစာရေးဝါဒနာ15ရက်ခန့်ရေးမိတော့ကကျွန်ုပ်ဤမိဘများဇနီးနှင့်ညီတို့သည် ရေးပြီးသောစာပြန်များကိုဖတ်ချင်ကြလေပြီညီတီပြီးသမျှသောစာပြန်များကို ယူဖတ်၍အလွန်ကောင်းသည်ဟုချီးမွမ်းရတယ်မိဘများကလည်းတီးကျင့်ကြကုန်လေပြီတို့ဖြစ်၍ဝက်လက်၌နေထိုင်လျက်ရှိကြသောဦးလေးများအကြီးများ ညီများနှမများကိုခေါ်ယူစုယုံပြီးလျင်ညီကဖတ်ပြစဉ်လက်ဖက်ရည်ကြမ်းဝိုင်းဖြင့်နားထောင်ကြလေ၏လူမျိုးလက်ဝိတ္ထုများလောက်သာဖတ်ပူးကြ၍ထိတ်လန့်တုန်လှုပ်ဖွဲ့ရများအသေးအေးပွဲအချင်းရများပါရှိသောကျွန်ုပ်၏ဝိတ္ထုများကို မကြဘူးမဖတ်ဘူးကြသည့်ဆွေမျိုးသားချင်းအလုံးတို့မှာအလွန်စိတ်ဝင်စားကြလေအပါတရချီးမွမ်းအားပေးကြပါသည်မိတိဝိတ္ထုမျိုးကိုမှမဖတ်ခဲ့ဘူးသည့်ကျွန်ုပ်၏ဖခင်ကိုယ်တိုင်မှပင် ကောင်းသည်ဟိတည်ရင်လာပြီဟိစသည်များဖြင့်ခဏခဏပြောလေရှိ၏အိန္ဒာဝင်သားနှင့်ဝိဇယကရီဝိတုများကိုညံ့ညက်ကြေးလာခဲ့သောမိခင်ကိုယ်တိုင်ကလည်းဆန်းနေဟိဒါမျိုးမကြဘူးဟိဟုဆိုကတပြုံးပြုံးနှင့်အာပေးရှာသည် နောင်ချိန်၌လည်းလူကြိုက်များမများပုံနှိပ်ထုတ်ဝေမည်သူရှိမရှိကိုပင်မသေးကြသေးတော်လဲကျွန်ုပ်ဖို့မှာမိဘများနှင့်အိမ်သူအိမ်သားများဆွေမျိုးညာတိများကသဘောကျသည့်ဆိုယုံနှင့်ပင် ကြည်နူးဝမ်းမြူးလျက်ရှိပါလိမ့်ပြီဤသို့ဖြင့်ကျွန်ုပ်သည်နှစ်ညရေးပြီတိုင်းတတိယညတွင် လူစုလူဝေးနှင့်နားထောင်ကြပါတော့သည်နောက်ပိုင်း၌မူညအချိန်၌ရေးတော်ကော်ပီများကိုနေ့အချိန်တွင်ဖူးစကတ်စာရွက်ပေါ်၌ချောကူရပါသည်စာရှိကြီးရေးသားခြင်းမှာဤချိန်သည်ပထမကျင့်ဖြစ်တော်လဲဖူးစကတ်စာရွက်မျက်နှာ140ကျော်ရှိသောဤရန်ညောင်ဝိထုကိုအကျမ်းမှအချောကူရတွင်စာမျက်နှာ၄၅ရက်တွင်မှ တလုံးတလေမြတာအမားပြင်းကျက်ရှိခြင်းသည်ကျွန်ုပ်ဤထူးခြားချက်တည်းဖြစ်သည်ဟုဆိုသင့်၏တော့စတိုင်းစာသောစာရေးဆရာကြီးများသည်မိမိတို့ရေးသောစာကို၃၄ချိန်တစ်ခါတရံ၁၀ချိန်မြှပင်ပြင်ဆင်ရေးကူးကြသည်ဟုကြားရဖို့၏ကဘာကျော်စာရေးဆရာကြီးများနှင့်နှိုင်းရှင်ချက်ဒုက္ခသူတို့ကပြင်ရေးရသည်ကျွန်ုပ်ကပြင်မြေရသောကြောင့်ကျွန်ုပ်ကပင်တသေးသည်ဟုဆိုလိုခြင်းမဟုတ်ရပါ ကျွန်ုပ်ဤဝါဒနာကို ဖော်ပြခြင်းမြတာဖြစ်ပါ၏ကျွန်ုပ်သည်စာတအုပ်ကိုမဆိုထားနှင့် ဖောင်းပါတပုတ်ကိုပင်နှစ်ကြိမ်သုံးကြိမ်ပြင်ရေးရလျင်ပြင်းသည့်နှင့်ပင်တရားလိမ့်မည်ထင်၏ရေးပြီးသောစာကိုပြန်၍ဖတ်သည့်အခါအမားရှဖို့လောက်တာဂယုဆိုင်မိပေရာတာ၍ကောင်းအောင်ဆိုသောရွယ်ချက်မူကရှိခဲလာသည် ထိုတက်ကြောင့်တော့စတိုင်းကဲ့သို့ ပထမဒန်းစာရေးဆရာတယောက်မဖြစ်လာရင်လေကျင့်နေနိုင်ပါသည်ရန်ကြီးအောင်စွန့်လေပြီ1936ခုနှစ်ဇန်နဝါရီလ22ရက်နေ့တွင်ရန်ကြီးအောင်ဝတ္ထုကိုအချောကူးပြီးသည့်အသည့် ပြီးစီးခဲ့လေပြီလေယာစက်ပြိုရေးဌာနပတ်၌အမှုတန်းခဲ့စဉ်ကဒုရယဥပဖေအကြောင်းကိုစာရေးဆရာတယောက်ကပြော၍သိရဖို့ဤကျွန်ုပ်ဒီမြမပြည့်တွင်မြမဝိထုများအခြေအနေအကြောင်းကိုစာရှိကြီးတစ်ဆောင်ရေးသား၍ဒုရယတိုက်အုပ်ဥပဖေထံသို့ဝိထုနှင့်တကွပို့လိုက်ဤကလောင်သမားများအဖို့မှပထမဦးစွာတင်ပို့သည့်စာသည်မိများလောက်ရေးကြည့်ခြင်းကို သိကြပြီဖြစ်၏အပြော်ရေးခြင်းမဟုတ်ဘဲတံမွေးဝမ်းကြောင်းအတွက်ရည်ရွယ်ချက်ဖြင့်စံတတ်ခြင်းဖြစ်သည့်ကျွန်ုပ်အဖို့မှ အလွန်မင်းအရေးကြီး၏မတ်ချက်စန်ဒေဝီ၏မိခင်ထံသို့ကျွန်ုပ်ဤဖားခင်တွား၍ပြောပူးစဉ်ကအရေးကြီးပုံနှင့်စိတ်แท้တွင်နှိုင်းရှင်လိုက်သည့်အခါအနေငယ်များသာရောတော်သည်ထင်၏တလားကြတော့လဲလက်ခံရရှိပါသည် ဆိုသောစာမတပါသုံးပြက်ကိုမတိရသေးပဲရှိရာ သုံးလားခန့်ကြတော့ခါနိုင်မှုကျွန်ုပ်မှအတော်စိတ်ပူလျက်ရှိလေပြီထို့တော်တွင် ကျွန်ုပ်ကလည်းတလားလျင်အနည်းဆုံး စာတစ်စောင်ကြားရေးကနှိုးတော်လျက်ရှိရာစာနှစ်စောင်လျင်တစ်စောင်ကြားလောက်ပြန်ကြား၍ဖက်ဆဲရှိသည်ဟုသောအကြောင်းကိုသိရ၏ကျွန်ုပ်ကအတော်အာယောသပြုလျက်ရှိပေပြီဟင်္သနာမျိုးမှကခမောင်တင်းဤဦးလေးဝဲလုံတယောက်ကသူထမင်းသားလားက40နှစ်စရေးလုတ်ပြီးရှင်းနေဆောင်ဝဲဝင်ဖို့ဟုသောအကြံကို လက်ခံရကြည်မီလောဟု၍ပင်စဉ်းစားလျက်ရှိပေပြီနောက်ဆုံး၌မေလ6ရက်နေ့တွင်ဒုရယာတိုက်မှစပြန်လာ၍ ငွေတရာနှင့်ဝယ်ယူလိုကြောင်းသိရပေသည်ဝိတုတပုတ်လျင်တံပိုးမြေများပေါက်သေးရှိသည်ဟုမကြားရဘူးသောကျွန်ုပ်မှာနဲသည့်များသည့်နားမလဲပဲငွေတရာအပြင်ဝိတုစာအုပ်25အုပ်ဖြစ်ပေးဖို့တောင်းခံပြီးသဘောတူလိုက်၏စာအုပ်များမှာတအုပ်လျင်တကြက်ရှစ်ပဲတန်သည့်ဖြစ်၍ကျွန်ုပ်သည်ရန်ကြီးအောင်ဝိတုအတွက်စုစုပေါင်းငွေ9ကြက်ရှစ်ပဲများရရှိပါသည်ငွေတရာဤဒီဇင်ဘာ1900 67